နေဘောဆိုးရွားကိုရပိုင်းတွင်ပြုတ်ချနိုင်ခဲ့တဲ့လူငယ်တွေဦးဆောင်တဲ့ဆန္ဒပြပွဲတွေကိုဦးဆောင်ခဲ့တဲ့အသက်36နှစ်အရွယ်ရှိတဲ့စူရန်ကိုရုံဟာ2026ခုနှစ်မတ်လမှာပြုလုပ်မယ်အထွေထွေရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မယ်လို့ကြေညာလိုက်ပြီးဖြစ်ပါတယ် စတဟီယာအစီအစဉ်တည်တဲ့အင်တာဗျူးမှာစူရန်ကူရုံကအခုလိုအတည်ပြုခဲ့တာဖြစ်ပြီးတာမန်နိုင်ငံရေးပါတီတစ်ခုထက်အပြောင်းအလဲတစ်ခုကိုပုံဖော်ဖို့၎င်းရဲ့အဖွဲ့ကနိုင်ငံတော်မှာရှိတဲ့ထောက်ခံသူတွေကိုစော်ဝါထားပြီးဖြစ်တယ်လို့လည်းဆိုပါရယ်စူရန်ကူရုံကနေပေါ်နိုင်ငံမှာရှိတဲ့ဂျမ်စီအများစုဆောင်တဲ့အခြေခံလူသားအုပ်ချုပ်မှုရဲ့အခရာဖြစ်ထင်ရှားလာသူဖြစ်ပြီး၎င်းအဖွဲ့ကနေပေါ်ပြည်သူအလုံးရဲ့အတန်ကိုကြောင်းအောင်ကြိုးစားနေတယ်လို့ဆိုပါရယ်ဒါပေမဲ့သူက ်တတိပုဂ္ဂလရွေးချယ်ခံမဲ့ပုံမဟုတ်ပဲဖွဲ့စည်းတစ်ခုအနေနဲ့သာဖွင့်ပြိုင်မှုစီစဉ်ထားပါတယ်၎င်းဘက်ကအားရစားမှုထက်ဖြစ်ရေးအပြင်ဒီဘောနိုင်ငံရဲ့ခီးသွွားခံတာကိုမြင့်တင်ရင်ပြပါဆက်ဖက်မှုမပါပဲအိန္ဒိယနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယတို့နဲ့ဆက်ဆံရေးအားကောင်းစေရို့ကိုဆောင်ရွက်ဖို့အစီအစဉ်ရှိတယ်လို့ကတိကဝေပြုထားပါတယ်ဒါပေမဲ့ရှီယိုသွေးနိုင်ငံရဲ့သမားတွေကိုလာမယ့်ရွေးကောက်ပွဲမှာဝင်မပြိုင်စေလိုတဲ့အတွက်ဆူရန်ကူရုံက အရသာမှုနဲ့ဆန္ဒပြသူတွေတည်ဆုံခဲ့တဲ့ဖြစ်စဉ်တွေကိုအမြန်ဆုံးစစ်ဆေးဖော်ထုတ်ဖို့ယာယီဝန်ကြီးချုပ်ကိုတိုက်တွန်းတောင်းဆိုထားပါတယ်။တရင်နေယာကူရောဟာ NGO အဖွဲ့တစ်ခုဖြစ်တဲ့ဟာမင်းနီပေါ်ရဲ့ဥက္ကဋ္ဌဖြစ်ပြီးတချိန်က DJ Oh My God အမည်ရှိတဲ့ Night Club Passion တူလည်းဖြစ်ပါတယ်။